မြရီမြို့နယ်ကကြားဖြန့်ဝန်ထမ်း443ဦးကိုထပ်မံလွှဲပြောင်းပေးဖို့အသိရှိကြောင်း DKPA တပ်မူစောစန်းအောင်ကသတင်းမီဒီယာတွေကိုပြောကြားလိုက်ပါတယ်။မောင်တူးတင်ဆက်ပေးထားပါရခင်ဗျာ။ဟုတ်ကဲ့ပါ။နိုင်ငံပေါင်း22နိုင်ငံကကြားဖြန့်ဝန်ထမ်း443ဦးကိုနှစ်ပတ်အတွင်းရှားဖွေစုဆောင်းထားပြီးထိုင်းနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးဖို့အသိရှိနေပြီလို့ Democratic ကိရင်ကျိုးပြတပ်မတော် DKPA စီဦးစီးရရှိချုပ်ဗိုလ်ချုပ်စောစန်းအောင်က ပြောကြားလိုက်တာပါမီဒီယာအဖွဲ့တွေအရင်ကဆရာတို့ကျွန်တော်တို့ပြောရတဲ့နော်အရင်တစ်သုပ်လူပေါင်း200ကျော်လွတ်တော့အောင်ဆိုလို့ရှိရင်နောက်လူတွေကိုလည်းကျွန်တော်တို့အဆက်မပြတ်ပြန်လွတ်ပေးမယ်ဆိုတော့ကျွန်တော်တို့ဟိုဆရာတို့ဂရိကူပေးရတဲ့ဥမာဟိုလူသရှင်ကြားပြောရတာပေါ့လေအေးအဲ့ဒီပေါ်နောက်ပိုင်းမှာကျွန်တော်တို့လူတွေစုဆောင်နေတယ်စုဆောင်ပြီးတော့ရရှိတာလဲနှစ်ပတ်ကျော်ပြီပေါ့အဲ့ဒါပို့ဖို့လက်ရှိ လူ400နဲ့အဲ43ယောက်ရှိတယ်ပေါ့လေ။ပြဒီလူတွေကျွန်တော်တို့ဟိုတကယ်ပို့ဖို့နော်ဟုတ်ကြောင်းမှန်ကန်ကြောင်းဆိုတာဆရာတို့ကျွန်တော်တို့ကဟိုပွင့်လင်းမြင်တာချပြတယ်ပေါ့။အခုလွှဲပြောင်းမဲ့443ဟာဒုတိယအကြိမ်ဖြစ်ပြီးဖေဖော်ဝါရီလ7ရက်တုန်းကလည်းမြောက်ရီမြို့နယ်ကြောက်ခက်ဒေသကကြားပြန့်ငွေလိန်ငိုင်းနေမှာ ခိုင်းစီခံရတဲ့နိုင်ငံသား262ဦးကို DKB ကပထမကြိမ်လွှဲပြောင်းပေးခဲ့ပါသေးတယ်။ မဟုတ်ဘူးဆိုလို့ရှိရင်ဒီလူတွေတော့သူတို့နေမြေထဲမှာရှိတဲ့နော်ဒီကြားပြန်နေရှင်းထုတ်မယ်နော်ဥမာလူပေါင်း100ကျော်ပို့တော့ငါဆိုကျွန်တော်တို့ပြောရတယ်အခုထိထားမပို့နေဘူးအေးမသိရင်ကျွန်တော်တို့ပဲဟိုကိုဖုံးကျယ်လူညာကြီးဟိုရှယ်တို့မီဒီယာအဖွဲ့တွေဖြစ်မယ်ဒါတကယ်ပို့ရဒီလူတွေမြေကြီးအခုဒီမှာရှိနေတဲ့နော်ဒီနိုင်ငံပေါင်း100နဲ့နိုင်ငံအေးကျွန်တော်တို့ပို့ဒီညာမှာစုလာတယ်ဆိုတာဟုတ်ကြောင်းမှန်ကန်ကြောင်းဆိုတာရှယ်တို့ ျွန်တော်တို့ကဟိုတက်စီပြတယ်ဟိုတကယ်တမ်းကျွန်တော်တို့ရှင်းထုတ်နေတယ်ဆိုတာဟိုမီမောင်းထိုးပြတယ်ဗောဗျာဒီ most important thing is we want to go home we want to go home and meet our families because it's been a long time and back in the အရေးကြီးဆုံးကအိမ်ပြန်ခြင်းနဲ့မိသားစုနဲ့တွေ့ကြပြီမတရားခိုင်းစီခံနေကြရတာလဲကြာပြီ အများစုအားနှိမ့်ဆက်ခံခဲ့ရရတဲ့နေ့စဉ်အလုပ်ချိန်အများကြီးလုပ်ခဲ့ကြရတဲ့လို့ကင်ညာနိုင်ငံသားကြားဖြန့်ဝန်ထမ်းတူကအင်္ဂလိပ်ဘာသာနဲ့ပြောသွားတာပါတဆိုင်ရနိုင်ငံဒီဘက်ကသူတို့နိုင်ငံသား443ကိုအမြန်ဆုံးပြန်လည်ခေါ်ယူပေးကြဖို့ DGB စီဦးစီးရာရှိချုပ်ဗိုလ်ချုပ်စောစောင်းအောင်က ပြောဆိုပန်ကြားသွားခဲ့ပါသေးတယ်ခမညာ ျွန်တော်မောင်တူးပါ